ချီးမွမ်းခြင်းရည်စွာပါလေတဲ့လားသူများပြောတဲ့အတိုင်းသင်ဖြစ်တာမဟုတ်ပဲနဲ့နှုတ်ကပတ်တော်သင်ကိုပြောတဲ့အတိုင်းသင်ဖြစ်နေတာဆိုတာကိုသင်စဝန်ခံခြင်းကဖရာရေးရေးလဲလဲနှစ်သက်တဲ့ရည်ကြီးဖြစ်နေတာရလာရလာမသိဘူးကောင်မတော်ချီးမွမ်းခြင်းရည်ရဲ့အဓိကချက်ကအဲ့ဒါ သူများပြောတဲ့အတိုင်းတင်လိုက်ပြောရမှာမဟုတ်ဘူးဖျားသခင်နှုတ်ကပတ်တော်ပြောတဲ့အတိုင်းငါကဖြစ်နေတယ်လို့ဝန်ခံခြင်းကတည်ရအမင်္ဂလာအလုံးမင်္ဂလာအကုန်ပြပြောင်းစေမှာဖြစ်တယ်အာမင်ဆိုပါစို့ကွယ်သင်ကဥမာဒီမှာတော့မရှိပါဘူးဒါမဲ့ဒီနှုတ်ကပတ်တော်ကြည့်နေလူတွေထဲမှာကွာလူမှုရေးကဏ္ဍမှာတော်တော်ကို လူအတိုင်းဝိုင်းရဲ့စီးကိုချိုးဖောက်ပြီးတော့မှတင်ရလူတွေရဲ့လက်ညှိုးထိုးပြီးတော့စတေးကွက်ထဲမျောတယ်လူတယောက်ဖြစ်တယ်ဆိုပါစို့ဒီမှာဆက်လုံးမယ်ချီမချင်းရဲ့ပဲပူဇော်ဘယ်လိုပူဇော်မှာလဲဆရာသူတို့ပြောတဲ့ငါမဖြစ်ဘူးငါဖြစ်တယ်လဲငါဖြစ်တာမဟုတ်ဘူးဖះပြောတဲ့ငါဖြစ်နေတာဖះပြောတဲ့ငါဖြစ်နေတာ ဲ့လိုတိအောင်တော့ဖះဘာပြောလဲဆိုတာတင်ကျန်းစာဖွင့်လိုက်တော့တင်းကိုဖះဘာပြောလဲဖះဘာပြောလဲငါမူကထရာဖြောက်မျောလင့်မယ်တဲ့အဲ့လူကဘလို့လူလဲတိလားအဲ့စကားပြောနေလူကသူများလက်ညှိုးထိုးခြင်းခံနေရတဲ့သူသူများလက်ညှိုးထိုးခြင်းခံနေရတဲ့သူတယောက်ကို ဒီလူတယောက်ကသူကသူများရဲ့ပြစ်တင်နေကဲရင်ရှုံချခြင်းနဲ့ခံနေရပြီသူဘာလို့မှမအောင်မသိတော့လုဆရာတစ်ခုပဲရှိတယ်နာမကထားပြမျောလိမ့်မယ်ငါကိုကဲတင်တော်မူသောဖရာငါခိုးလို့မယ်သူပြောစကားရှမ်းရှမ်းငါကိုကဲတင်တော်မူသောဖရာငါခိုးလို့မယ် ငါ့ကိုကယ်တင်တဲ့ဖယောင်းငါခုတ်လုံမယ်လို့ပြောပါလေလူတွေကအပြစ်ပဲပြောတတ်တာကယ်ပဲသူမရှိဘူးအဲ့ဒီထဲကနေဆွဲထုတ်ပြီးတော့ကယ်တင်တော့မှပြန်ပြီးတော့မှချင်းမြောက်မှာဖယားဖြစ်တယ်ဆိုတာ तू သိတယ် Come on အဲ့ဒီထဲမှာရှိနေသူတွေအားလုံးဆရာပြောပြမှာသူများရဲ့လက်ညှိုးထိုးခြင်းရေးလေခန်းစားနေဖွဲ့တယ်ဆရာပြောပြမှာတင်းမျောလင်းဆရာမရှိတော့ဘူးမလားဖယောင်းမျောလင်းလိုက် ်သင်ရဲ့လက်ရှိအခြေအနေကိုပြောင်းပြန်လှပြမယ်ဖရာရှိတယ်အာမင်အာမင်ပြောင်းပြန်လှပြမယ်ဖရာရှိတယ်ဟာလေလုယာโอเคပြောင်းပြန်လှပြမယ်ဖရာငါမူကထွားပြောက်မျောလင့်မယ်ဆိုပြောချင်တာလက်ရှိအခြေအနေမှာသင်ဘယ်သူမှနားမလည်နိုင်ဘူးနားလည်ပေးနေတယ်ဖရာရှိတယ်ပြောနားလည်ပေးနေတယ်ဖရာရှိတယ်နာမကထရာဖျားကိုမျောလင့်မယ်ငါ့ကိုကေတင်သောဖျားကိုငါခိုးလို့မယ် ပြီးတော့မှငါအိဖျားသခင်ကငါစကားဘယ်သူမှနားထောင်တော့မှမဟုတ်ဘူးငါ့ကိုလက်ညှိုးထိုးရရေးလဲပြောနေကမှငါစကားဘယ်သူမှနားမထောင်ဒါပေမဲ့ငါစကားနားထောင်မယ်ငါဖျားရှိတယ်အာမင်ဟာလေလုယာအာမင်ဟာလေလုယာငါ့ကိုတဲ့နောင်တော့ဖျားငါခိုးလို့မယ်အဲ့ဒီဖျားငါစကားကိုနောက်ထောင်မယ်ဒါပေမဲ့တင်တိထားမယ်နောက်တစ်ချက်ကတင်ရဒီနေရာမှာပဲအဲ့ဒီအခြေအနေနဲ့လမ်းဆုံးမဲ့သူမဟုတ်ဘူးဆိုတာတင်တိဖို့လို့တဲ့ Hello. Amen. Online မှာရှိတဲ့ဖွဲ့တွေဆရာပြမမဆရာဘာသူပြောနေမှန်းတော့မသိဘူး။ဖះပြောခိုင်းလို့ဆရာပြောနေတာ။အခုကိုကိုဘာမှမဟုတ်တော့ပါဘူးစားဟလာငါကမထိုက်တန်တော့ပါ။ဘာညာရှောက်ပြတော့ပေါက်ရရှောက်ပြောနေ။တင်းကိုဖះထိုက်တန်စီတယ်ပြောတာကိုခမရလူတွေပြောတဲ့စကားနဲ့တင်းရဲ့ခံစားချက်တွေနဲ့ကိုကိုမထိုက်တန်ဘူးလို့ပြောနေရင်တင်းနှုတ်ကပတ်တော်မရှိတဲ့လူပဲ။ Amen. ငါမကထားပြောင်းမျောလိမ့်မယ်။ငါ့ကဲတင်တော်မူသောဖះငါခုတ်လုံးမယ်။ငါဤဖះခင်ဒီငါစကားကို။ တင်းကိုဘာလို့နားထောင်တာလဲလို့တင်းကသူ့သားသမီးဖြစ်လို့ပေါ့တင်းကဘုရားသားသမီးဘာလို့ဖြစ်သွားတာလဲဘသူကြောင့်လဲယေရှုကြောင့်ဘသူကြောင့်ယေရှုကြောင့်တင်းကြောင့်လားယေရှုကြောင့်လားယေရှုကြောင့်ဒါဆိုဘုရားတင်းကိုဘာလို့ကယ်တာလဲချစ်လို့ချစ်လို့ချစ်လို့မကြောက်ချစ်လို့ဘာညာပေါ့ကွာချစ်လို့ပြောချစ်လို့ 七楼几哒？朋友，七了都要七个协议。高了七哒木不，七了七哒。路里也七个高嘛七木高也没七过？先别七哒，先别人，这个哪他们七的？哪不到。那今年在消费呢？<laughs> <laughs> <laughs> မချစ်ဘူးလို့ပါချစ်ဦးရဲ့ပါလားမသိဘူးချင်းနေရှိတယ်ဆရာကြားကြဘူးနေတယ်ဘယ်လားမသိဘူးဒါမဲ့တချို့ချင်းလည်းရှိတယ်အချစ်ဆိုဒီမှာအအောင်မှုများနဲ့စမ်းချေတော့အရာဟုတ်တယ်လို့ပဲနော်နောက်ဆုံးမှအဲ့ဒီရေးတဲ့သူကပြန်ရေးလိုက်တယ်ငါကိုယ်တိုင် အချစ်ဟာဘာလဲမသိဘူးဘာလို့ရင်းတယ်လဲလို့အဲ့အချင်းတကယ်ရှိတယ်နော် တကယ်အအချစ်ဆိုဒီမှာ အအောင်မှုများနဲ့စမ်းကြဲတော့ရအချစ်ဆိုဒီမှာကြည်နူးကြတဲ့ခိုင်လာမင်းကတိကတာအလဲဟုတ်လားအချစ်ဆိုဒီမှာဘာလဲတာစီယခတ်ဘာလဲဘာလဲအိဆက်ချင်းများအချစ်ဆိုဒီမှာခန်းအဲနာချာရလား ခံစားချက်တို့မွေးဖွားရနေရတဲ့အလေဆရာရွှေဆရာရွှေဆရာရွှေနော်နော်နော်ဆုံးမတဲ့ရေးလေအဆုံးသက်သွားတာငါကိုယ်တိုင်အချစ်ဟာဘာလဲမသိတော့ပါပြီးသွားပြီဒါပေမဲ့ဖရားရဲ့အချစ်ကတော့ကိုရောတောက်ဘာလို့ချစ်တာလဲဆိုသူဘာပြေမတလား ငါမချစ်ပဲမနေနိုင်လို့ချစ်တာ hallelujah မချစ်ပဲမနေနိုင်လို့ချစ်တာကွာမင်းတို့ချစ်တယ်ချစ်လို့အကဲတယ်ကွာကိုတော့တောက်ဘာလို့ကဲတာလဲအမမင်းတို့ချစ်လို့ကိုတော့ကြုံမထိုက်တောင်ထိုက်တယ်မထိုက်ငါစိတ်ဝင်စားအောင်ငါချစ်တာပဲတည်တယ်အဲ့တရှင်းတော့ရှိမလားချစ်တာပဲတည်တယ်ဆိုပါလေဟမ် ကိုယ်ကတော့ချက်တာတစ်ခုပဲတည်တယ်ဘာကြောင့်လဲဘာအတွက်လဲကိုကချစ်နေရတာအဲအဲ့ဒါအွန်လိုင်းမှာတက်လာအောင်မေဒေးဗစ်လာပါပဲလို့လို့ရေးလဲကျွေးတဲ့ဖွဲ့ရှိတဲ့တင်တာစောင့်ကြည့်တဲ့ဖွဲ့ရှိတယ်စနေနဲ့ဆိုကြည့်မယ်မေးရန်လွယ်ပြီမေးအဖြစ်ခသိတယ်လို့မသိတယ်လို့ ဲ့မှာလဲွားပြန်ပြီတိလို့မတိလို့မမဆောင်းကွက်တွေလာပဲဒါဒါနာမဖျားရရှိဒါဒါဒါမဲ့မှတော့ဖျားကြတော့ချစ်လွန်းလို့ချစ်လွန်းလို့ချစ်လွန်းလို့တတ်တောင်ပြီးခဲ့ပြီအခုဒီဆရာပီစီဆရာပီစီချစ်လွန်းလို့အသက်တောင်ပြီးခဲ့တယ်ဝေါ ချစ်လွန်းလို့အသက်တောင်ပေးခဲ့တယ်။စီတိတ်ချစ်တယ်သူတိတ်ချစ်တယ်။မယ်လေညီကောင်မောင်မတော်ဖခင်ကတင့်ကိုချစ်လို့ကဲတင်ပြီးပြီ။ဒါမဲ့တင်ရသူ့ရဲ့ဤဥပဒေတောင်ဆက်ရမတင်ယူလို့ဆုံးရှုံးတော့သူရောင်းဝမ်းနေတာလို့။သူရောင်းဝမ်းနေတာ။သူရောင်းဝမ်းနေတာ။ဟေးညီကောင်မောင်မတော်ကြောင့်ပြောပါမယ်ဖခင်ကလေ။ဟိုသူ့ရဲ့သဘောတဘာဝ तू อ่ะ အာတမနာမုံတလဆံမချကြွေးဘူးတရက်စားပဲကြွေးတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုမျောလင့်အောင်ကြိုက်တယ်ဖေဟာမနေ့တိုင်းမှာထထမျောတယ်ကိုတော့ကိုတော့အဲ့ဒါလေးကိုကြိုက်တယ်တို့တို့တို့ကမဟုတ်ဘူးအဲ့ဒါထမျောတော့မလို့ရှင်ကိုတော့တလဆာပေးတာကို ါမဲ့အသက်တာမှာလဲပြိုသွားတဲ့သူတွေလုံးဝပြတ်နာမရှိဘူးတင့်အောင်ရချစ်တဲ့ဖခင်ရှိတယ်ငါငါကြီးဖခင်ဒီငါစကားနားထောင်မယ် come on အာမင်အချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ပြောအချင်းရန်သူငါပေါ်မှာငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါငါပေါ်မှာဗာလဲဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ပြောချင်တာဘာဖြစ်လဲဆိုတော့ဒီကောင်ကြည့်တာဒီကောင်လုံးဝလောကသားတွေကအမှတ်ထားတင့်ကိုမကြိုက်တဲ့ဖွဲ့တွေဟာတင်လဲပြိုသွားရင်ဘာဖြစ်မှာသလား ရေးလက်ကျင်တတ်ကြလိမ့်မယ်ဒါပေမဲ့သူတို့မဟုတ်ဘူးအဲ့ဒါတင်းတော့အသွေးသားရှိတဲ့လူနဲ့စိုက်ပြန်တိုက်လာတယ်မို့သူတို့အသုံးခံနေရတာတနာဝေရန်ကောင်အသုံးခံနေရတာလူတယောက်လဲမာကိုကြည့်ချင်နေတဲ့သူတွေလဲသွားတော့ဟာတာတိုက်ပြီးတော့မှစကားတွေဖွဲ့ပြီးတော့မှပြောကြမယ်အဖွဲတွေအဲ့ဒါတွေကအသုံးခံနေရတဲ့ဖွဲ့တွေအသုံးခံနေရတဲ့ဖွဲ့တွေတနာဖို့ရန်ကောင်းတယ်အသုံးခံနေရဖွဲ့တွေဒါမဲ့ဒါမဲ့မှတ်ထားပေးညီကောင်မောင်မတော်ပြောလိုက်စမ်းမှာမာနတ်ကိုပြောလိုက် မာနကိုပြောလိုက်အချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းငါလဲတော်လဲငါလဲတော်လဲထအောင်မီထအောင်မီငါလဲတော်လဲငါလဲတော်လဲထအောင်မီထအောင်ပြောချင်တာအလဲထိုးခံလိုက်ရလဲပဲအဲ့မှာတဲ့လမ်းဆုံးသွားမှာမဟုတ်ငါပြန်ထအောင်မယ်ဘာဖြစ်လို့လဲငါ့ကိုအမြဲတမ်းလက်ခံတဲ့ဖျားရှိတဲ့ကြောင့်ငါပြန်ထမှာပဲမောင်မိုက်နဲ့ထိုင်ရတော်လဲထရပြသည်ငါ့အလင်း ဖြစ်တော်မူ။ငါ၏အလင်းဖြစ်တော်မူ။ငါ၏အလင်းဖြစ်တော်မူ။တင်းကိုဘယ်တော့မှမောင်မိုက်ထဲမှာအမြဲတမ်းထားတဲ့ဘုရားဘုရားတင်းကိုအလင်းတဲ့ကိုပြန်လဲခေါ်သွင်းမဲ့ချီးမြှောက်မဲ့ဘုရားခင်ဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ပြောလိုက်တင်းဘယ်တော့မှမရှုံးလို့ပြောလိုက်ငါဘယ်တော့မှမရှုံးပြောလိုက်။ငါဘယ်တော့မှမရှုံးဘူး။ငါဘယ်တော့မှရှုံးနေတော့သူမဟုတ်ဘူးလေ။ငါယေရှုအပြင်အောင်မြင်တော့သူ down ဆရာစောတာလာပါအောင်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 ဟာလေလုယာအဲ့ဒီအဲ့ဒီစာသားလေးတွေဘယ်လိုထွက်လာလဲဘယ်လိုခံစားချက်တွေနဲ့ဘယ်အထက်ကနေထွက်လာလဲဆရာငါဘယ်တော့မှရှုံနေတော့သူမဟုတ်ဘူးလေအဲ့ချိန်ကကျွန်တော်ရန်ကုန်ရောက်နေတဲ့ချိန် တကယ်တော့ဝန်ခံခြင်းနဲ့ဖြစ်ခြင်းကလုံးဝဆန့်ကျင်ပဲဖြစ်နေတဲ့အချိန်ဆိုတော့ပြောချင်တာကအဲ့ဒီအချိန်ကကိုခုရေးတဲ့တခြင်းနဲ့ကလုံးဝဆန့်ကျင်ပဲဖြစ်နေတဲ့အချိန်အလဲထုတ်ခါတဲ့အချိန်နဲ့ဖြစ်နေတဲ့အချိန်လုံးဝလုံးဝရေးလဲလဲထိုးနှက်မှုတွေရှိနေတဲ့အချိန်မှာငါဘယ်တော့မှရှုံးနေတော့သူဟာလေလုယာဟာလေလုယာအဲ့ဒီအရာကဒီကိုရောက်လာပြီဒီကနေကဘာဆက်သွားဖို့ပဲရှိတော့အာမင်အာမင်ဟာလေလုယာပြောလိုက်မယ်အခုပြောရင်တော့မှအလား အခုဒီမှာပြောပြောရင်တော့မဘာရှာပြောလဲဘာညာလာအောင်မလားဆရာဒီပဲလာနာမအခုပဲရရင်ပို့ဆိုပြီးတော့ဟိုတော့နည်းနည်းပဲပြောခါတာအခုကပို့တော့ခေါင်းစည်းမှာပါလာတော့မယ်ဒါပေမဲ့မှတ်တာငါလဲတော်လဲအချင်းရသူငါ့ပေါ်မှာဝါကြွား ဲ့ဒီရေးတဲ့တခြင်းစာသားဒီအဲ့ဒါတကယ်ကြီးမားခြင်းရေးအစ်အာမင်ဆိုတော့အဲ့ဒီအချိန်မှာအလဲထိုးနေတဲ့အချိန်မှာအပြစ်တင်နေသူရှိလားတနိုင်ငိုင်လို့ဝေဖန်နေသူရှိလားရှိတယ်ကဲ့ရဲ့တဲ့သူရှိလားရှိတယ် yeah ဒါပဲဒါပေမဲ့အဲ့ဒီအရာကဒီတခြင်းထွက်လာတယ်ကွာအာမင်ဒီခြင်းထွက်လာတယ်အာမင်ဒီခြင်းထွက်လာတယ်ဒီတခြင်းကစန့်ကျင်ဘက်ဖြစ်နေတယ် ဆန့်ကျင်ဘက်ဖြစ်နေဆိုဘယ်လိုမျိုးစပြီးရေးဖြစ်တာလဲချက်တော့ပြောပြပါဦးကိုကိုွယ်နေနဲ့မျက်ရည်နဲ့ပါပဲဆရာအဝန်ခံရင်းနဲ့ဖခင်ကဆန့်ကျင်ဘက်ကိုပြောထုတ်ခိုင်းတာပေါ့ဆန့်ကျင်ဘက်ကိုပြောထုတ်ခိုင်းတာဟာလေလုယာဒါရေးကြည့်တယ်ဒါရေးကြည့်တယ်ဒါရေးကြည့်တယ်ခုနပြောနော်တနိုင်ငံလုံးကခရိယန်တွေမပါဘူးထင်တယ်နော်အများကြီးပဲဆရာ ခရိယန်တွေကအများဆုံးဖြစ်ပါလိမ့်မယ်နော်ခရိယန်တွေအများဆုံးဖြစ်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချင်းလေးထွက်လာတဲ့ချိန်မှာဘယ်လိုဆရာစောတာခံစားရလဲစုံနေနေဖရာခင်ကအထဲမှာအပြည့်အတူကိုကိုတိုင်ကျွန်တော်အထဲမှာရက်တည်ပေးနေတယ်ဆိုတော့လီထူကအပြည့်ပဲဆက်ဟာလေလုယာ ရက်ကမားနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီမားတော့ကြောင့်ငါမားတယ်မားတယ်လို့ထိုင်ပြောနေလို့အဲ့ဒါဖရားအလိုမဟုတ်ဘူးဖရားရဲ့အလိုတော်ကအဲ့ဒီစန့်ကျင်ဘက်ကိုပြန်ပြောခိုင်းတာအာမင်ဘာလို့လဲမကြီးဒီမှာပြောသလိုပဲ အချင်းရန်သူဒီတချင်းကအဲ့ဒီကြမ်းပိုက်နဲ့ကွက်တိပဲဆရာတွေ့တော့အချင်းရန်သူငါ့ပုံမှာဝါကြွားသွားပြီပဲဆောတာတရားဟောလဲဘာထူးမှာမို့ရှောက်ဟောင်းနေတဲ့ဘာညာဆက်ကျုံဆိုင် ဆရာချာနဲ့ဆရာစောတာချက်ချင်းခေါ်လိုက်ကွာဟာလေလုယခေါ်လိုက်ကွာဘာဖြစ်လို့လဲဖျားခင်ရဆက်ပြီးတော့မှကြီးမားတော်မှုတယ် Hallelujah. Sapio me sa sia wunye ne ma. Tigo tinira. Amen. Tigo tinira. ဆရာစောတာဖြစ်လာပြီအာမင်အာမင်ဟာလေလုအာမင်အာမင်ဖြစ်လာပြီဆရာစောတာဟုတ်ပါပြီအဲ့စာသားတော့ရပြီတန်စင်ကဘလို့ထွက်လာကိုကိုွယ်ရင်းနဲ့ပဲဆရာကိုကိုွယ်ရင်းနဲ့ကျွန်တော်တချင်းရေးတဲ့အခါမှာတော့စာသားနဲ့တန်စင်ကလို့ကွဲပြီးမဟုတ်တခါတည်းတားလိုက်ကိုကိုွယ်ရင်းနဲ့ပဲစီစင်လာဟုတ်ကဲ့ကိုဘတ်တာလောက်ယူလို့လည်းမရဘူးမရမရဆရာဒါစီးထွက်လာတာစီးထွက်လာဆရာ နောက်လဲဒါမျိုးတချင်းတောင်းတယ်လို့ရှိပေမဲ့မထွက်လာ Hallelujah ထိုးနှက်မှုတွေကြားထဲနဲ့ထွက်လာတဲ့တချင်းဟုတ်တယ်ဆရာဆရာတော့နေ့တိုင်းခွန်အားရတယ်ချင်း Amen တူတူကတည်ဆိုကြမယ်ဆရာကနေကိုလာမယ်ပြီးရင်ကျွန်တော်တူတူကချီးမွမ်းကြမယ်ခွေခွေထဲမှာဆရာကနေပါတယ်နော်ဆရာစောတာပါတယ်ဆရာကနေပါတယ်ဆရာပေါ်ပါတယ်ပြီးတော့ဒီ၃ယောက်နော်၃ယောက်ဆိုတယ်ပွိမေရောက်နေလဲချီဆောင်ချင်းပါသွားပြီလားအချင်းရန်သူငါ့ပေါ်မှာဝါကျွားဝမ်းမြောက်ခြင်းမရှိဘူးပြောလိုက်တင်းရဲ့အသက်တာမှာလဲပြူသွားရင်ပြောလိုက် ချင်းရံသူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထောင်းမိပေါင်မိုက်ထဲမှာထိုင်ရတော်လဲထရာဖျားသည်ငါ၏အလင်းဖြစ်တော်မူလိမ့်မယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဆက်သွားကြည့်ဆက်ဆက်သွားကြည့်ခဏလေးဆက်သွားကြည့်ဆက်သွား ငါဒီထရာဖီယာပြမတော့ကြောင့်မြတ်တော်ခံငါမှုစစ်ကြောဆရာဆုံးမြတ်တော်မိတာငါခံငါကိုအလင်းတဲ့သို့ထုတ်၍နေရပေးတော်မူသောအပြင်ဖြောင်းမှတ်ခြင်းငါကိုအလင်းထဲသို့ထုတ်၍နေရပေးတော်မူသည်ဖြင့်အိုက်ဟာလှတာဖြောင်းမှတ်ခြင်းပါရမီတော်ကိုငါမြင်ရလိမ့်မယ်အာမင်ဖြောင်းမှတ်ခြင်း ပါရမီတော်ကိုငာမြင်ရလိမ့်မယ်။ဘာလို့ဒီလားလား။ဖယားရဲ့ဖြောင်းမှတ်ရှင်လက်တော်ကြီးကိုပြမယ်ဖယား။အာမင်။ဖယားလေမှတ်တာ။ယောဘောက်တဲ့တစ်ချက်သွန်သင်နေတဲ့အချိန်မှာယောဘဘမှာဖယားထားတဲ့အကျင့်စီကဘလောက်ကြီးမလဲဆိုတာမသိတဲ့ဟိုတငယ်ချင်း၃ယောက်ကရေးလက်လက်ညှိုးဝိုင်းထိုးတယ်။ကြောက်စရာအရန်ကောင်းတာက အဲ့ဒီလက်ညှိုးထိုးတဲ့သူတွေဘုရားသခင်ပြန်စီရင်တော့မယ့်ကိစ္စလာအောင်ကြောက်စရာရမ်းကောင်းတယ်လူတအူးကတရရောက်ဖြစ်ရင်လက်ညှိုးထိုးဖို့မစင်စားနဲ့အဲ့ဒီပွဲပြီးသွားရင်လက်ညှိုးထိုးတဲ့သူဘုရားခင်စီရင်ကြောက်စရာရမ်းကောင်းတယ်လူက level တစ်ဆင့်တက်ခဏီးတက်ခဏီးမှာဘုရားခင်စာမွက်ဖြည့်ခိုင်းတဲ့အချိန်ရှိတယ်စာမွက်ဖြည့်ခိုင်းတဲ့အချိန်မှာ तू မဖြစ်ချင်တာတွေဖြစ်လာတယ် အဲ့ဒီမဖြစ်ချင်တိုင်းဖြစ်လာရတဲ့အချိန်မှာအဲ့တော့မသိပဲနဲ့အချိန်နေကြည့်တော့မှဒီကောင်ဒီကောင်ဆိုလက်ညှိုးထိုးတဲ့လူတွေကအဲ့ဒီအစ်စ်ဟလာဒီဆောင်မဲ့ဖြည့်လေးဖြည့်ပြီးတော့ဖယားသခင်ကယောဘကိုချီးမြှောက်တော့မဲ့အချိန်မှာမချီးမြှောက်ခင်မှာအဲ့၃ယောက်ကိုဖယားခင်ကဆုံးမကိုလှုပ်ပြီးအဲ့အချိန်မှာယောဘသာပြန်မဆူတောင်းပဲအဲ့၃ယောက်သေမှာ ဒါကြောင့် safe အဖြစ်ဖြစ်ဆုံးอ่ะဘယ်သူ့ကိုမှတွမစီရင်မိစေနဲ့စီရင်ချက်ဖရာအယားမကြိုက်ဘူးဖရာဘာကြောင့်ဆိုစီရင်ချက်သူ့နဲ့ပဲဆိုင်လို့စီရင်ချက်လူနဲ့မဆိုင်ဘူးဖရာနဲ့ပဲဆိုင်တယ်မကြမ်းမဆိုလို့ပြန်ပြောမယ်စီရင်ချင်းကလူနဲ့မဆိုင်ဘူးဖရာနဲ့ပဲဆိုင်တဲ့အတွက်ကြောင့် အဲ့ဒီဖျားလောက်ကိုဝင်လောက်တာဖျားရမ်းမုန်းတာတော့ယုံကြည်သူများမှတ်ထားပေးပါလက်ဘက်တစ်ဆင့်ကိုတတ်ဖို့ရန်အတွက်လူတွေအမျိုးမျိုးကြုံရတတ်တယ်အဲ့ကြုံရတဲ့အရာပေါ်မှာလက်ညှိုးထိုးဝေဖန်ကဲ့ရဲ့ရှုံချက်စရာဘာအကြောင်းမှမရှိဘူးကိုရဲ့အလုတ်က ကိုအားဖြင့်အဲ့လူကောင်းကြီးဖြစ်ဖြစ်ဖို့ပဲသင်စင်စားအာမင်ပြောရအောင်ကျွန်တော်အားဖြင့်လဲပြုံနေတဲ့သူတွေပြန်ကောင်းကြီးဖြစ်ရမယ်အာမင်ဟာလေလုယာဆရာနေနေတော့ဆရာအရင်စိတ်ဝင်စားတဲ့ຢာတစ်ခုရှိတယ်အဲ့လဲပြုံသွားတဲ့သူတွေမှာကြောက်เสียကောင်းလောက်တဲ့ဖရာအေဂျင်စီရှိတယ်အများကြီး ရှိုက် experience အရာလဲပြိုသွားတဲ့လူတော်တော်များများမှာချောက်ဆရာကောင်းလောင်ဖရာအသုံးပြုမဲ့အကျံစီတော်ကြီးတွေအကြီးကြီးတွေရှိတယ်။ဖရာကြီးကိုမေးတယ်ဖရာဖရာကြီးဒီလူတွေကဘာလို့လဲပြိုသွားတယ်လို့ပြောတဲ့အခါမှာအဲ့ဒီလူတွေကလဲပြိုသွားတာမဟုတ်ဘူးတဲ့သူတို့အလဲထိုးခံရတာတဲ့ဘာလို့အလဲထိုးခံလဲဆိုတော့စာဒန်နိုင်ငံကိုဖျက်ဆီးမဲ့ကောင်တွေထဲမှာအဓိကကြတဲ့လူတွေဖြစ်တဲ့အခါမှာစာဒန်ကအရင်ဆုံးသူတို့ကြိုတင်ဖျက်ဆီးတာတဲ့ မှတ်တာစာတိုင်းရဲ့လောက်ရက်ကလူတယောက်ကိုအခုလက်ရှိလုပ်နေတဲ့အရာပေါ်မှာတိုက်ခိုက်တာမဟုတ်ဘူး။လာမယ့်အနာဂတ်မှာလုပ်မယ့်ကြီးသောအမှုကိုကြိုတင်မြင်ထားတဲ့အခါမှာဖြည့်ဆည်းတာ။စဉ်းစားကြည့်စရာပြောပြမယ် Joyce Maya ကသူ့အဖေကိုတည်းသူ့ကိုအသက်၈နှစ်လောက်ကလေး rape လုပ်တာ။အဖေအရင်က rape လုပ်တာ။ပြီးတော့တင်းကြိုင်းကုန်းခေါ်သွားလဲတင်းကြိုင်းကုန်းဂူပေါ်မှာသူ့ဟလာ rape လုပ်တယ်အမျိုးဆုံး rape လုပ်ခံရတယ်။ ကားထဲမှာ rape လို့အချင်းချင်း rape လို့ခါတယ်ဆိုဒီ Joyce Maya ရဲ့စိတ်ထက်မှာဘာဖြစ်သွားဆိုငါကတကယ့်ကိုဘယ်နေရာမှာမထိုက်တန်တဲ့မိမငါဘာမှတော့မဝင်တော့တဲ့မိမဆိုတဲ့ပုံစံဖြစ်သွားပြီးတော့မှသူ့ကိုကြိုက်တဲ့လူကဟလာငါမတန်ဖို့မရှိတော့တာငါ့ကိုကြိုက်တဲ့သူအိတ်ခွင်ရတယ်ဆိုတဲ့ပုံစံမျိုးတစ်ချောင်းသူဖြစ်သွားတယ်တန်ဖို့မဲ့သွားလို့ဖြစ်သွားတာဒါမဲ့တရက်မှာနှုတ်ကပတ်တော်က come on နှုတ်ကပတ်တော်ပြောရအောင်အဲကြောင့်တို့ရဲ့ ဒီဒီဒီအသင်းတော်တွေကအဓိကကလဲပြုံနေတဲ့သူတွေပြန်လဲထူမဖို့ရန်အတွက်အရေးကြီးတဲ့နှုတ်ကပတ်တော်တွေပေးရမှာဗျာလူတွေကိုလိုက်ပြီးတော့မှဟိုကောင်းနေကြကောင်းနေကြကောင်းမနေနိုင်တဲ့လူတွေကဘလို့ကောင်းနေရမှာလဲလဲနေတဲ့သူကိုခမရဒီတိုင်းပဲပြန်ထပြန်ထလို့ပြောလို့မရဘူးဆွဲထူရတာအသင်းတော်ဆိုတာထပြန်ထပြန်ထလို့ပြောလို့ရတာမဟုတ်ဘူးပြန်ထူရတာအာ မဲ့နှုတ်ကပတ်တော်ကိုသူကြားတဲ့နေ့ရက်နဲ့စပါတော့မှမင်းကိုအချိန်တိုင်းလက်ခံတဲ့ဖရာရှိတယ်မင်းအတွက်အကောင်းဆုံးအကျံစီတယ်ပြင်ဆင်ထားတယ်မင်းရဲ့တတ်တော်မင်းရဲ့တမြင်လာကမှာဝေါတကယ်ကြီးလားအဲ့ဆိုငါကြီးဖရာနဲ့ငါစာသက်ရှင်တော့မယ်ဆိုတဲ့နေ့ရက်နဲ့စပါတော့မှလုံးဝဟလာဟိုရှင်းရှင်းပြောရရင်ကွာသူကသူလည်းတတ်တယ်မယ်သူ့အရေးလုံးနဲ့သူ့အဖေကိုလည်းသူတတ်ပြီးတော့သိမယ်ဆိုတဲ့ဘဝကနေအခုတကယ် make a church